စစ်တွင်မြို့နယ်ဒါပါတိကျေးရွာမှာပေါ့နော် AA နဲ့စကားစားနဲ့တိုက်ပွဲဖြစ်နေရမျိုးတွေရှိလာပြီပြီးတော့အဲ AA ဘက်ကနေပြီးတော့စနိုက်ပါနဲ့ပေါ့နော်စနိုက်ပါနဲ့ဖြုတ်တာတွေရှိသလိုအဲဒီစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးတွေနဲ့ရန်ထူတာတွေရှိတယ်ပေါ့နော်မင်္ဂလာပါဒါအခတ်တတော် AA တိုက်ပွဲတွေဆင်နွှဲနေတဲ့ ဒါသိန်းရံကြံပေါ့နော်သိန်းရံကြံ၃ခုရှိတယ်အဲ့ဒါကြောက်ဖြူစစ်တွေမှန်အောင်ပေါ့နော်ကြောက်ဖြူကတော့ဒါရက်တက်တက်ပဲကြံတော့တယ်ပေါ့နော်အချိန်နေရတဲ့ကောင်းနေတာအလုံးသိတဲ့အတိုင်းပဲနေ့စဉ်နဲ့မျှကိုဒါတိုက်ပွဲဖော်ဆောင်တာတွေရှိသလိုအဲလောကသိန်းစီးလို့ရကန်နီနီအချိန်နေထိရောက်နေတဲ့နေသားကြီးလည်းအများကြီးရှိရပါတော့။အဲ့တော့ကြောက်ဖြူကိုစစ်ကောင်စီကအခုနောက်ပိုင်းမှာဒါအင်အား တိုးဖို့အတွက်မလုပ်နိုင်တော့ဘူး။အဲလုပ်လဲလုပ်ချင်စိတ်ရှိဖို့မပေါ်တော့ဘူး။ စစ်ကူတွေအင်အားတွေပေါ့နော်အဲအဲ့ဒါကြီးသိပြီးတော့မလုံနိုင်တော့တဲ့အနေထားမလုံလဲမလုံတော့တဲ့ပုံစံမျိုးတွေ့ရပါဗျာသူကဘယ်မှာသွားပြီးတော့ဟိုအဖြစ်နေလဲဆိုတာစစ်တွေမှာသွားပြီးတော့ဒါအင်အားတိုးချဲ့တဲ့ပုံစံမျိုးတွေအဲခန်းစစ်ခန်းစစ်ပြင်တဲ့ပုံစံမျိုးတွေပိုလှုပ်လာတယ်ပေါ့နော်အဲ့တော့စစ်တွေဘက်မှာလည်းအရင်ငွေတွေပိုပြီးတော့များလာနေပြီပေါ့နော်အဲစစ်တွေဘက်မှာဆိုရင်စစ်ကောင်စီဘက်ကလည်းဒါသူကခန်းစစ်တေချာပြင်ထားတဲ့ပုံစံမျိုးတွေတွေ့ရတယ်အဲ့ဒါခလာရ132တို့အဲခမာရ344တို့ပညာ30 ဒီလိုမျိုးတက်တွေမှာကဆလက်နဲ့ကြီးတွေအထိုင်ချတယ်အဲလက်နဲ့ကြီးပြင်မှတ်မှတ်ပုံတင်တာမျိုးတွေလုပ်တယ်တက်တိုင်းမှာတက်တိုင်းမှာပေါ့နော်အဲလက်နဲ့ကြီးပြီးရင်ခရံစုပုံထားမှုတွေပို့ပြီးတော့လှုပ်ဆောင်တာတွေရှိလာတယ်အဲပြီးတော့ကျတော့ကာကင်းစကန်တွေပေါ့နော်အဲအရင်တုန်းကဒါကာကင်းစကန်၃လေးခုပဲရှိတယ်ဆိုရင်အခု၄50ခုဖြစ်အောင်ဒါပတ်ပတ်လေပေါ့နော်သူ့ရဲ့အဓိကနေရာရဲ့အပြင်ဘက်ကိုပတ်ပတ်လေဒါကာကင်းစကန်တွေပို့ပြီးတော့တိုးချဲ့ပြီးထုတ်ထားတာမျိုးတွေ တွေ့ရတယ်။ဒါကြိုတင်ပြီးတော့ပြင်ဆင်နေတဲ့ပုံစံမျိုးပေါ့ဗျာ။အဲအဲ့လိုမျိုးပြင်ဆင်ထားရရှိသလိုဒါစကန်နေရဲ့ပတ်ပတ်လည်မှာလည်းအဲဒါတိုင်မိုင်းဆွဲမိုင်းနင်းမိုင်းအဲဒါမျိုးပုံစံမျိုးတွေဒါဒီဒီမိုင်းနေရာစာထောင်ထားတာမျိုးရှိတာပေါ့နော်။ဒါကတော့စစ်တပ်ဘက်ကဒါဒေသဘောက်သူတို့ခံစစ်ကိုဒေသပြင်ထားလိုက်မယ်ပေါ့နော်။အဲရှေ့မှာလည်းဒါစစ်တွေဒါကစားစစ်တွေရဲ့ဒီကာကင်းစကန်လို့ပြောလို့ရတယ်ဂန်ကိုကျွန်းစကန်ကိုလည်းဒါအာခတ်တော်အေးကဝင်တိုက်ဝင်တိုက်တဲ့ချိန်မှာလည်းအောင်မြင်မှုတွေရတယ်။ တည်ဆုံးတာလေအများကြီးပဲပေါ့နော်ပြီးရင်ဒါတန်ချက်က2စီးဒါဖြက်စီးနိုင်ခဲ့တယ်အဲ့ဒါလည်းရခဲ့တယ်ပေါ့နော်အဲ့ကြအဲ့လိုအနေထားမျိုးရှိနေရဖြစ်တဲ့အတွက်သူတို့ကလည်းအဲသူတို့ဘက်ချမ်းကိုတော့တေချာပြင်ဆင်လိုက်မယ်အဲပြီးတော့ဒီဘက်ကအာခတ်တတော် A အနေနဲ့ကလည်းအခုဆိုရင်ဆပြီးတော့အမဲ့ချွေတဲ့ပုံစံမျိုးတွေဆလုပ်လာနေပြီအဲ့ဒါပါလဲဆိုတော့ဒီစစ်တွေမျိုးနဲ့ဒါပါတိကြေးရွာမှာပေါ့နော် A နဲ့စကားစားနဲ့တိုက်ပွဲဖြစ်နေရမျိုးတွေရှိလာပြီပြီးတော့အဲ A ဘက်ကနေပြီးတော့စနိုက်ပါနဲ့ပေါ့နော်စနိုက်ပါနဲ့ဖြုတ်လာတယ်ရှိသလို အဲဒီစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးတွေနဲ့ရန်ထူလာတယ်ရှိတယ်ပေါ့နော်ဒါကတော့သူတို့ရဲ့ထုံးစံတိုင်းပဲဘာလို့လဲဆိုတော့သူတို့ခုခုဖြစ်ပြီးဆိုတာနဲ့သူတို့ခံရပြီးဆိုတာနဲ့သူကအိုက်နာပတ်ဝန်းကျင်မှာရှိတယ်သူတို့ပြင်မမှတ်ပုံတင်ထားတဲ့နေရာတွေပေါ့နော်အဓိကတော့အာခတ်တက်တော်အေတပ်ဖွဲ့တွေနေနိုင်ပါတယ်ရှိနိုင်ပါတယ်ဆိုတဲ့နေရာမျိုးတွေကိုသူကပြင်မမှတ်ပုံတင်ထားပြီးအဲ့နေရာတွေကိုဒါပစ်ခတ်တာမျိုးတွေလုပ်တယ်ပေါ့နော်ဒါပေမဲ့သူတို့လုံသမျှနေရာတော်တော်များများကအခုဆိုရင်ဒါပြည်သူတွေနေတဲ့နေရာတွေလည်းပါတယ်အဖုံကြီးကျောင်းစာတင်ကျောင်းဆေးရုံဒါမျိုးပုံစံမျိုးတွေလည်း ပါတယ်ဗောနော်သာသနာနယ်မြေတွေဒါမျိုးတွေအရဆာအကုန်ပါတယ်အဲကြတော့ဒီဘက်ကတော့အပီပြင်လုတ်တယ်ဆိုပေမဲ့ဟိုဘက်ကကသန်းကရန်နေလုတ်နေတဲ့အနေအထားမျိုးတွေလည်းတွေ့ရတယ်ဘယ်လိုပဲဖြစ်ဖြစ်အဲစစ်ကောင်စီကလည်းဒါသူတို့တွတ်ထားမှာပဲဘာလို့လဲဆိုတော့ဒါတင်းရံကြံတဲ့အထဲမှာဒီဟာလည်းရေးကြီးတဲ့နေရာတစ်ခုဖြစ်တယ်တင်းလည်းတင်းလိမ့်မယ်ဆိုပြီးသူတို့တွတ်ထားလိမ့်မယ်အဲကြသူတို့ဘက်ကခန်းစစ်တေချာပြင်းတယ်ဖြစ်တင်းရမယ်စင်ရရဖြစ်တင်းတယ်ကာကင်းစကန်နေပို့ပြီးတော့တိုးချဲ့ဆောက်လုပ်တာမျိုးတွေရှိတယ်အဲကာသင်းနဲ့မိုင်းကအဆက်သူတို့ကာတယ်ပြင်ဒီကြောင့်ပြစ်ကူတွေလာမယ်လက်နေကြီးပြစ်ကူတွေလာမယ် အဲပြီးတော့ဒီမေဥမြစ်ထဲမှာဆိုရင်လည်းသူကဒီရေချောင်းနဲ့ပတ်သက်လို့ပေါ့နော်ဒါစစ်သင်းမောတွေထားပြီးတော့ရေချောင်းကနေပြစ်ကူပေးနိုင်အောင်အတွက်သူတို့စီစဉ်ထားရရှိတယ်အချို့နေရာတွေမှာဒီကန်းတို့ရေအနေနဲ့ကင်းကင်းပတ်တယ်ဆိုတဲ့ပုံစံမျိုးတွေလည်းသိရတယ်ပေါ့နော်အဲတော့သူကជីရေလေအကုန်လုံးပြင်ဆင်ထားတဲ့အနေထားအဲအဲ့တော့ကျွန်တော်ဒီဘက်ကတပ်ဖွဲ့တွေကလည်းပြင်ဆင်ထားမှဖြစ်တဲ့အတွက်ကျွန်တော်စိတ်တက်အရာကြည့်ကြအောင်စိတ်တက်အရာကြည့်အောင်ဆိုတော့ကျတော့ဒီဘက်ကအာခတ်တက်တော် A ကကြည့်လိုက်မယ်ဆိုရင်ဘယ်စကမ်းပဲဖြစ်ဖြစ်ပေါ့နော်တက်ပြီးတော့တင်းနိုင်ခဲ့တာတွေကြီးပဲအောင်ဝဲခံနိုင်ခဲ့တာတွေကြီးပဲ ရလိုက်ပြီဟေးဆိုရင်လေအကျိုးမြတ်ကအများကြီးပေါ့နော်ပြီးတော့စစ်စစ်ကောင်စီဘက်ကပုံပြပန်းပြပဲကြုံရတယ်ဒါအခါတက်တော် AA ရဲ့တိုက်ပွဲဖြစ်စဉ်တွေမှာပြန်ကြည့်မယ်ဆိုရင်သိတာတယ်ပေါ့နော်ဒီအဲဒီစစ်ကောင်စီဘက်ကကောင်းနေဆိုရင်အဲသူတို့ရဲ့အကြီးပိုင်းယုံပိုင်းဆိုင်ရာတွေမပြေးနိုင်မလွှားနိုင်ဖြစ်တဲ့ဟာတွေမိသားစုတွေဒါမျိုးတွေအားစအကုန်ပစ်ထားခဲ့လို့အခါတက်တော် AA ကခုနလိုကောက်သိန်းကောက်လိုက်ကောက်ပြီးတော့ကေစဲထားတဲ့ရှေ့ဗီဒီယိုမှတ်တမ်းတွေမှာအများကြီးရှိတယ်အဲအခုဆိုလေဒါသူတို့ဘက်ကကြောက်နေပါပဲစိုးရိမ်နေပါပဲဘာလို့ဆိုတော့အရှိဒီထက်ပို့ပြီးတော့ ပြင်ထားပါတယ်ဆိုတဲ့နေရာတွေဒီတက်ပို့ပြီးတော့တက်တယ်အများကြီးရှိပါတယ်ဆိုတဲ့နေရာတွေတောင်မှအဲလုံးဝဖျော်ဖျက်ဖြစ်ပြီးတော့ကြာရှုံးခဲ့ရတာပေါ့နော်အဲ့တော့အခုငါတို့နေရလဲဘယ်လောက်ခံနိုင်မလဲမသိဘူးအဲအဲ့လိုမျိုးပုံစံမျိုးတွေစိုးရိမ်မှုတွေစိတ်ပူမှုတွေပူပန်မှုတွေရှိမှာပဲပြီးတော့ထွက်ပြေးဖို့အတွက်ကိုစူးစမ်းနေတဲ့သူတွေလည်းအများကြီးရှိတယ်ဆိုပြီးတော့သိရတယ်အဲဒါကတော့ဒါအခုစစ်ဖြစ်ပြီဟဲ့ဆိုရင်တော့ဒါတိုက်ပွဲဆဖွင့်ပြီဟဲ့ဆိုရင်တော့အဲခုနလိုထွက်ပြေးတိမ်းရှောင်ဖို့အတွက်ကိုတော်တော်လေးခက်ခဲမဲ့အနေအထားရှိတယ် အဲဒါပေမဲ့မဖြစ်နိုင်ဘူးလားဆိုတော့မဟုတ်ဘူးပေါ့နော်အဲကြိုတင်ချိတ်ဆက်ပြီးတော့ပူပေါင်းလာတယ်ဆိုရင်တော့ဖြစ်လက်ခံကြိုးဆိုတာမျိုးကြီးရှိကောင်းရှိမှာပေါ့နော်အဲတိုက်ဝဲဖြစ်နေပြီဟေးဆိုတဲ့ခါကျရင်တော့အာမခံတော့တိတ်မရှိဘူးပေါ့နော်အဲအဲ့ဒါနဲ့ပတ်သက်လို့ဒါတခုကျွန်တော်ဒီရက်ထဲမှာသိရတဲ့ဟာလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒါမန်လီနဲ့ရွှေဘူလမ်းပိုင်းကပေါ့နော်ဒါရုံအဲရုံးမင်ကန်ရုံးမင်ကန်ရွာတိုက်ပွဲမှာပေါ့နော်သခိုင်းမျိုးနယ်တဲ့ရုံးမင်ကန်တိုက်ပွဲမှာဒီတိုက်ပွဲဖြစ်စဉ်နဲ့မှာပေါ့နော်တိုက်ပွဲဖြစ်စဉ်နဲ့မှာစစ်ကောင်စီဘက်ကဒီ ဒီဟိုပါပေါ့လူသစ်စုခံထားရတဲ့သူပေါ့နော်အဲပါစပေါ့နော်လူငယ်ပေါ့အဲပြောရရင်ပေါ်တာဆွဲခံရတဲ့သူပေါ့နော်သူကတိုက်ပွဲဖြစ်နေတဲ့အတောတွင်းမှာဟိုဘက်ဒီဘက်ပြစ်နေပါတယ်ဆိုတော့အတောတွင်းမှာသူကဘာလုပ်လာလဲဆိုတော့တဏ္ဍာကြီးကိုဒီလိုမျှောက်ပြီးပြေးချလာအဲ့လိုပြေးချလာတိုက်ပွဲတိုက်ပွဲတန်းမှာအဲ့ဒီရန်သူဘက်ချမ်းပေါ့နော်သူနေရတဲ့ရန်သူဘက်ချမ်းဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေဘက်ချမ်းဒါပေမဲ့အဲ့တိုက်ပွဲဖြစ်နေတဲ့အတောတွင်းမှာတဏ္ဍာကြီးကအဲ့လိုမျှောက်ကင်ပြီးပြေးချလာတော်လိုင်းဖွဲ့တွေဘက်ကအဲ့လိုမျိုးပါပြီးလဲပြီးတော့ဘာလုပ်လဲဆိုတော့သူကဒီတဏ္ဍာကိုပေးတယ်ပေါ့နော်ပေးပြီးရတယ်သူကဘာပြောလဲဆိုတော့ ရော့ရော့ပါနော်အဲရော့ရော့ချင်းသူအဲ့တနက်ကိုပေးတယ်အဲရော့ရော့ပါနော်ကျွန်တော်တနက်ကိုယူပါနော်အဲပြီးရင်ကျွန်တော်လွတ်မြောက်နေရတနေရပို့ပေးပါဆိုပြီးအဲ့ဒါကြီးပြောတာတဲ့အဲအဲ့မှာအကုန်လုံးအကြောင်းဝါပါနော်ဒါပေမဲ့တခုရှိတာမပြစ်လိုက်မိတာတော်တော်ကံကောင်းတယ်ဘာလို့တက်ဖွဲ့တွေကဒါတကယ်ပြောရင်လေဒီဟိုဘက်ဒီဘက်တိုက်ပွဲဖြစ်နေတဲ့အချိန်တော်တွေမှာတူတူကိုကိုပြစ်ကြတာပဲဒါပေမဲ့အကုန်လုံးကဒါတုံးစားလိုက်တာအဲ့လိုပါနော်ဒီလိုမျိုးတနက်ကြီးကိုလွတ်မြောက်လာပုံမှန်ဒီလိုကင်ပြီးတက်လာရဆိုရင်တော့ပြစ်ခံမှာပေါ့ဒါပေမဲ့အဲ့လိုမျိုးမြောက်လာပြီးတော့ဒါလက်မြောက်တဲ့ပုံစံမျိုးနဲ့အညံ့ခံတဲ့ပုံစံမျိုးနဲ့ပြေးထွက်လာတာဟုတ်ဆိုတော့ဒါတော်သေးတယ် တပ်ဖွဲ့တွေကသုံးဖြတ်ချက်မမှန်ကန်ချလိုက်လို့သူတက်ရှင်တန်ခွင့်ရတာပေါ့နော်အဲ့တော့သူတို့ဘက်ကအခက်အခဲတွေကိုပြန်ကြည့်မယ်ဆိုရင်လေအဲကျွန်တော်တို့အများကြီးထပ်ပြီးတော့စ조사ပေးရမယ့်ဟာတွေရှိသေးတယ်ဗျဘာလို့လဲဆိုတော့တချို့ကလုံးဝထွက်ပြေးဖို့အတွက်ကိုအခွင့်အရေးမရသေးတဲ့သူတွေရှိတယ်စစ်ကောင်စီကလည်းအဲ့လိုဖြစ်အောင်လုံးဝတမင်လုပ်ထားရရှိတယ်အခုနောက်ပိုင်းသူတို့တွေကိုပေါ်တာဆွဲတဲ့လူသစ်တွေစုတယ်ပြည်နဲ့တင်တန်းချောင်းတွေပို့တယ်ပြည်နဲ့အခြေခံစစ်တပ်နဲ့တတ်ခိုင်းတယ်ပြီးပြီဆိုတာနဲ့ရှေ့တန်းကိုတန်းပို့တယ်ရှေ့တန်းကိုတန်းပို့လိုက်ပြီဆိုတာနဲ့မိသားစုတွေနဲ့ဆက်သွယ်ပြတ်ကုန်ရော တို့ဖုန်းတွေအကုန်သိမ်းထားတယ်ဘာလို့လဲဆိုတော့ဒီဖုန်းတွေကနေပဲတဆင့်ချိတ်ဆက်ပြီးတော့ထွက်သွားနိုင်တယ်ဆိုတဲ့ဟာကိုတို့သိထားတော့တို့ဘက် ကကြက်လို့ရသမျှအကုန်ကြက်ထားတယ်အဲ့တော့အဲ့ထဲမှာရှိတဲ့အတင်းစုဆောင်ခံရတဲ့လူငယ်တွေကခုနလိုထွက်ပြေးဖို့အတွက်နီလန်းရှာတဲ့အခါအခက်ခဲတွေအများကြီးတွေ့ရတယ်ဒီတယောက်ဆိုရင်လုံးဝသူ့အသက်ကြီးပဲရင်းပလိုက်တယ်ပြစ်ရှင်လည်းပြစ်တော့ကွာဆိုပြီးတော့အဲ့လိုပုံစံမျိုးနဲ့လှုပ်ပြီးတော့ထွက်ပြေးလာလိုက်တာပေါ့နော်အဲ့ကြသူတို့ဘက်ကအခက်ခဲတွေဖိနှိပ်ခံရတာတွေချုပ်ချယ်ခံရတာတွေကိုလေကျွန်တော်ဒီဘက်မှာဘယ်လိုမျိုးပုံစံမျိုးနဲ့ဖြည့်ရှင်းလို့ရမလဲ။ဒါမျိုးကြီးလည်းစဉ်းစားသင့်တယ်ဗောနော။အကောင်းဆုံးကတော့ မပါသွားတာအကောင်းဆုံးပဲပါသွားပြီဆိုရင်ခုနလိုအနေထားကြီးလေးဖြစ်လာမှာမပါသွားဖို့အတက်ကိုဘယ်လိုမျိုးကြီးလောက်ကြမလဲဘယ်လိုမျိုးကြီးရှောင်ရှားကြမလဲတပ်ဖွဲ့ရင်းနဲ့ချိတ်ဆက်ပြီးတော့လွမျောတဲ့နေရာတွေကိုဘယ်လိုသွားမလဲဆိုတဲ့ဟာတွေလည်းစဉ်းစားစီခြင်းတယ်ပေါ့နော်အဲနောက်တစ်ခုရှိတာကတော့အဲ့လိုပေါ့စွမှုတန်းဥပဒေကိုရှောင်ပြီးတော့ချို့ရောက်လာတဲ့အဖွဲ့တွေပေါ့နော်အဲ့မှာဘာတွေဖြစ်လာလဲဆိုတော့သူကဟိုးအစိုးပိုင်းကာလတုန်းကတော့ဒီဒီတော်လရင်အကြောင်းကိုဘာမှစိတ်မဝင်စားဘူးဒါပေမဲ့စွမှုတန်းတင်းကျပ်စစ်တပ်ကခေါ်ပြီးဟေးဆိုတဲ့အချိန်ကျတော့နေလို့မရတော့တော်လရင်တပ်ဖွဲ့ရေးစီကိုရောက်တယ် ရောက်လာပြီဆိုတဲ့အချိန်ကျရင်အဲခုနလိုတော်လိုင်းတက်ဖွဲ့တွေအတွက်သူကလုံးဝခံယူချက်စိတ်သက်မပါဘဲနဲ့ပေါ့နော်ခဏတာခိုလုံမှုအတွက်ကိုပဲသူကစဉ်းစားထားတာပေါ့နော်အဲတော့အချို့ပိုင်းတွေမှာစီစီရတဲ့ပိုင်းတွေမှာတော်တော်လေးအဲပြင်ပြင်းမှန်းလှုပ်ရတာရှိတာပေါ့နော်ဘာလို့လဲဆိုတော့သူကအဲ့နေရာမှာခဏတာခိုလုံပြီးတော့ပြရတဲ့သူတို့ရဲ့ဒါပထမစီစဉ်ထားတဲ့အတိုင်းကြိုတင်စီစဉ်ထားတဲ့အတိုင်းတခြားနေရာတွေထွက်သွားလိုက်တာရှိတယ်ပေါ့နော်အဲအချို့ဆိုရင်ဒီလိုမျိုးရှောင်မိုးတက်တောင်သူကလမ်းစိတ်တောင်းတာမျိုးရာစာရှိတယ်ဆိုပြီးသိရတယ်ပေါ့နော် အဲ့ကြအဲ့လိုကြီးတော့ဘယ်အဆင်ပြေမလဲပေါ့နော်အဲတပ်ဖွဲ့တွေကလည်းဒါတိုက်ပွဲဝင်နေတာဖြစ်တယ်အဲသူတို့လည်းမပြည့်မစုံနဲ့တိုက်ပွဲဝင်နေရတာအဲ့ကြားထဲမှာကိုကသွားပြီးတော့ဒုက္ခပေးတဲ့ပုံစံမျိုးတော့ဒါမဖြစ်စေနဲ့ပေါ့လေနော်အဖွဲ့တွေကတော့ကုညီပါတယ်တက်နိုင်တာတော့ကုညီတာပေါ့မတက်နိုင်တဲ့ဟာမျိုးတွေသွားပြီးတော့လှုပ်တဲ့ခါကျရင်တော့အဆင်မပြေနိုင်ဘူးပေါ့နော်အဲ့တော့ကြတော့အဲခုနလိုဟိုကိုပဲသူ့ပဲလေးတော့နည်းနည်းစဉ်းစားစီချင်တာပေါ့နော်နောက်တစ်ခါတော့ဒါနောင်ချုံမှာပေါ့နော်အုံးသီးရွာဖုံးတော်ကြီးចောင်းတဲ့ဒါစာတင်ចောင်းနေမှာစစ်ចောင်းနှစ်ចောင်းတက်ဆွဲထားတာရှိတယ် နောင်ချိုနီတောင်ခမ်းရွာနဲ့ဒါရက်ဆောက်ကြောက်ကူတို့မှာလည်းဒါစစ်ကြောင်းနှစ်ကြောင်းတက်ဒါတက်ဖြတ်တာတွေကင်းမုံဝစ်တာတွေလုပ်တယ်ပေါ့နော်အဲခုနောက်ပိုင်းမှာသူကဒီနောင်ချိုကိုအသေးအံရဖို့သူတို့စူးစမ်းနေရရှိတယ်နောင်ချိုရသွားပြီဆိုရင်မဒရာဘက်ကအစသူကဖီအားပေးနိုင်မှာပေါ့နော်အဲကြတော့ဒီမန်လေး PD ရဲ့စိုးမိုးထားတဲ့နေရာတွေကအစသူပြန်ပြီးတော့ဖီအားပေးနိုင်မှုလုပ်တာရှိသလိုအဲတစ်ဖက်မှာလည်းပေါ့နော်လူလူဒုက္ခရောက်အောင်တမင်ဖန်တီးနေရာတွေလည်းရှိတယ်အပြစ်ခက်ရစဲထားတယ်တက်တန်းတိုးထားတယ်ဒါပေမဲ့လည်းမြေပြင်မှာဘုံကျဲတာတွေတိုက်ခိုက်တာတွေစစ်ကြောင်းထိုးတာတွေ ပြီးတော့ဒါပြည်သူတွေကိုတက်ဖြတ်တာမျိုးတွေကတောက်လျှောက်လုံနေတော့မယ်ပေါ့နော်အဲဒါကြတော့မင်းတို့တွေအပြစ်ခံမရဘူးဆိုရင်ငါတော့ဒီလိုလုံမှာပဲဆိုတဲ့အချုပ်မျိုးချိုးပြတာပေါ့ဗျာအဲဒါကြတော့အဲဥစ္စာအတွက် တော့ဒါမြေပြင်မှာအဲဒုက္ခဒုက္ခရောက်နေတဲ့ဒေသခံတွေလည်းရှိတယ်လို့ပေါ့နော်အဲတကယ်ကိုတိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေလည်းရှိပါတယ်အဲဒါကြတော့ဘယ်လိုပဲဖြစ်ဖြစ်နောက်ကနေပြီးတော့တက်နိုင်သလောက်ပံ့ပိုးပေးတာမျိုးတွေရှိသေးခြင်းနဲ့ဘာလို့လဲဆိုတော့ဒီနေရာတွေကပြန်မပေးရဖို့အတွက်ကတော့တပ်ဖွဲ့တွေအကုန်လုံးကစူးစမ်းပါပဲအကုန်လုံးကလည်းပြန်ပေးဖို့အတွက်တိုက်ခဲကြတာမဟုတ်ဘူး အပြီးတော့ဒီလိုမျိုးတိုက်ပွဲဝင်တဲ့အခါမှာအဖွဲ့တွေအများကြီးတိုက်ပွဲဝင်ခဲ့တာပေါ့နော်မဟာမိတ်ပုံစံမျိုးနဲ့ပါဝင်ပြီးတော့တိုက်ပွဲဝင်ခဲ့တာမြေပြင်ဒေသတပ်ဖွဲ့တွေလည်းအများကြီးပါတယ်အညာအဖွဲ့ဆိုလည်းအဲ့လိုပဲပါတော့ပါတော့ကြတော့ဒီနေရာတွေရဖို့အတွက်ကိုတကယ်ကိုအရင်ကြီးကြီးစွာနဲ့စူးစမ်းခဲ့ကြရတာဖြစ်တယ်အဲ့တော့အဲ့နေရာတွေပြန်မပေးရဖို့အတွက်ကိုလည်းဘယ်သူမှတော့အာလုံးဝရည်ရွယ်ချက်မရှိပါဘူးပြီးအဲ့နေရာတွေပြန်ပေးမယ်ဆိုတဲ့စိတ်မျိုးကတော့ဒါတပ်ဖွဲ့တွေမှာလည်းမရှိဘူးပေါ့နော်အဓိကတော့ဒါပြန်မပေးရအောင်သူတို့စူးစမ်းနေတဲ့အခါမှာပြေဆုံးမှုတွေလိုအပ်တယ် အဲပြီးရင်ခုနလိုလက်နက်ပဲဖြစ်ဖြစ်ခဲရမ်းပဲဖြစ်ဖြစ်အချက်လက်ပဲဖြစ်ဖြစ်သတင်းပဲဖြစ်ဖြစ်ဒါမျိုးပုံစံမျိုးတွေလည်းဒါဒေါ်လာတက်ဖွဲ့တွေကိုဝိုင်းပြီးတော့ပံ့ပိုးကြစီခြင်းနဲ့စစ်ကောင်စီကသူအခုပြန်ရယူဖို့စူးစမ်းနေတဲ့နေရာတွေအသေးအတန်လုပ်နေတဲ့နေရာတွေအကုန်လုံးကသူ့အတွက်အရေးကြီးတဲ့နေရာတွေဖြစ်တဲ့အချက်ချာကြတဲ့နေရာတွေဖြစ်တယ်ပေါ့နော်အဲ့တော့စစ်ဗျူဟာအရေးကြီးနေရာမျိုးတွေဖြစ်တဲ့အတွက်ဒါတက်ဖွဲ့တွေအပေါ်မှာပြင်းပြင်းထန်ထန်ဒါခုနလိုဒါတိုက်ခိုက်တာမျိုးတွေသူတို့လှုပ်လာနိုင်တယ်အဲ့ဒီအတွက်ဒေသခံတွေလည်းထိခိုက်နိုင်တယ်ဒေသခံတွေနေနေလည်းဒါတွေကိုလည်းသတိထားစီခြင်းတော့ပေါ့နော် နောက်တစ်ခါတော့ဒါကကျွန်တော်ကင်းနီပေါ့နော်အဲဖဲကုံအရှိဘက်ကန်ဒါအရှိဘက်ချမ်းဒါဆောင်းနှန်းခဲရွာပေါ့နော်အဲ့ဒါကို PNO နဲ့စကားစတွေကရွာလုံးကျွတ်မိရှုံနေရရှိတယ်လုံးဝတပ်ဖွဲ့တွေလည်းဒီဥစားနဲ့ပတ်သက်လို့ထုတ်ပြန်ထားရရှိတယ်အဲရှုတ်ထားတာမှတော်တော်ရဲရဲဆက်ဆက်ပေါ့နော်ဒီဒီလိုမျိုးဒါအညာဘက်မှာလှုပ်တယ်လို့ပါပဲဒါသူရဲ့ထုံးစံလိုပဲပြောရမယ်ဒါပေမဲ့ဆိုးတာပေါ့နော်ခုနလိုအညာဘက်တွေမှာဆိုရင်တော့ဒါပြူတွေနဲ့ဟိုဟာဖြစ်တာပေါ့အခုဒီမှာကျတော့ဒါပြည်သူစစ်ဆိုတော့ ပုံစံမျိုးလောက်ထားတဲ့ PNO အဖွဲ့နဲ့ပေါင်းပြီးဆက်ကဆက်လောက်တာပေါ့အမှန်တော့ပုံစံအတူတူပါပဲဒါပြူတွေပဲပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပေါင်းပြီးလောက်တယ်အဒီကောင်းနေပေါ်မှာစစ်ကောင်စီကအခုနောက်ပိုင်းမှာအထောက်ပံ့တွေပို့ပြီးတော့ပေးလာတယ် drone ပဲဖြစ်ဖြစ်လက်နက်ကြီးပဲဖြစ်ဖြစ်ပြီးရင်စစ်တပ်နန်းနောက်မှာဒါရုရှားကောင်တွေခေါ်ပြီးတော့ပေးတယ်ဆိုတဲ့ပုံစံမျိုးတွေသူတို့လောက်ထားတယ်ပေါ့နော်လောက်ထားတယ်ဆိုတော့အဲ့ကောင်တွေကလည်းနည်းနည်းဇောင်းကြွားတယ်ပြီးတော့အခုလိုမျိုးပေါ့နော်အဲပြောရရင်အချင်းချင်းပြန်ပြီးတော့လောက်ခိုင်းတဲ့အကွက်တွေကစစ်ကောင်စီခုနောက်ပိုင်းမှာပို့တုံးလာတယ်ပေါ့နော်အဲ့တော့ ဘာဖြစ်မလဲတော်လိုင်းတက်ဖွဲ့ပို့စိတ်နာတာပေါ့ဒေသခံတွေပို့စိတ်နာတာပေါ့မင်းတို့ကိုအချင်းချင်းကိုဒီလိုလာပြီးတော့ဒါရန်သူဘက်ကနေပါပြီးတော့လှုပ်လာတာဖြစ်တဲ့အတွက်မင်းတို့ကိုလည်းခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာတော့သိစေချင်တာပေါ့နော်တက်ဖွဲ့တွေကလည်းဒီလိုစိတ်မျိုးပဲတွေးတာပဲပေါ့နော်ပြီးတော့ဒီဖားဆောင်မော်ကြီးဘက်ကိုလည်းဒါလေးချောင်းတိုက်ခိုက်မှုတွေလှုပ်တယ်ပြည်သူခုနှစ်ဦးသေတယ်ဖြစ်နေတာကဖားဆောင်ဘက်မှာဖြစ်နေတာပေါ့နော်ဒါပေမဲ့မော်ကြီးဘက်မှာလာပြီးတော့ဒါလေးချောင်းတိုက်ခိုက်မှုလှုပ်တယ်အဲဒီခုနလိုပဲပေါ့နော်ဒါလူစီကားတဲ့နေရာမျိုးပေါ့နော်အလုံးလုံးနေတဲ့နေရာမျိုးကိုတမင်တက်တက်ကိုဘုံကျဲချသွားတဲ့အတွက် အခုကေစေးတွေလုံနေရတယ်လောလောဆယ်မှာဒါခုနှစ်ဦးတည်ဆုံးနေဆိုပြီးသိရတယ်အဲ့ထက်အရေးအတွက်တွေပူလာဖို့ပဲရှိတယ်ဗောနော်ဘာဘာမှမဆိုင်တဲ့နေရာမျိုးတွေလိုက်ပြီးတော့တိုက်ခိုက်တာမျိုးတွေသူတို့ပို့ပြီးလှုပ်လာတယ်ဗောနော်အဲ့တော့ကျွန်တော် IGN ပြည်နယ်ကိုရောက်တဲ့ချိန်မှာလဲဒါကိုရီးတူနဲ့စကားပြောရတယ်ဗောနော် AC စကားပြောရတဲ့ချိန်မှာ GN မှာလူကြီးဘယ်လောက်ရှိလဲဗောနော်လူကြီးသုံးသိန်းကျော်၄သိန်းလောက်ရှိတယ်ဗောနော်အဲ့ရှိတော့အဲ့အဲ့အဲ့ထဲမှာဗောကျွန်တော်အစောပိုင်းကာလအစောပိုင်းကာလဆိုတာဒီတက်နေနေစောတဲ့ကာလပါအဲ့လိုကာလမျိုးမှာဒါမေးကြည့်အောင် အဲ့တုန်းကတော့ဗောနော်ဒါသုံးပုံနှစ်ပုံလောက်ကဆစ်ဆောင်ရတယ်ပြောတယ်နော်ဆိုတော့မဟုတ်ဘူးတဲ့သုံးပုံသုံးပုံလုံးပဲတဲ့ဟုတ်တယ်လေဘာဖြစ်လို့လဲဆိုတော့အခုရှိသမျှနေရာကရင်နီပြည်နယ်ရဲ့ရှိသမျှနေရာတော်တော်များများမှာအကုန်လုံးနှီးပါမှာဗောနော်လွမြောက်တဲ့နေရာလွဲလို့အကုန်လုံးနှီးပါမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်နေတယ်ရိုက်ကောဆိုလည်းရှိတယ်မိုးပြဲဆိုလည်းရှိတယ်ဖားဆောင်းရှိတယ်ဘောလကဲရှိတယ်အဲပြီးရင်ဖဲခုံရှိတယ်အဲလိုမျိုးပုံစံမျိုးပေါ့ဗျာနေရာဒေတာတော်တော်များများမှာဒါတောက်လျှောက်တိုက်ပွဲတွေဖြစ်နေရရှိတယ်အဲ့တော့ကျတော့အဲ့မှာရှိတဲ့ဒါဒေတာကအကုန်လုံးနှိပါဆစ်ဆောင်ရတယ် အဲ့မှာကျွန်တော်ဘာတွေတွေ့ရလဲဆိုတော့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့တွေပေါ့နော်အဲတပ်ဖွဲ့တွေဒီတပ်ဖွဲ့တွေကအခုဒီနေရာမှာတိုက်ပွဲဝင်နေလို့သူတို့ရဲ့မိသားစုတွေကတခြားလူမျိုးတခြားတနေရာမှာအေးဆေးနေရတယ်ဆိုတဲ့ပုံစံမျိုးတော့ဟုတ်မနေဘူးအကုန်လုံးကဆစ်ဆောင်နေရတာတားလို့တဲ့သူကဒလိုင်းတပ်ဖွဲ့ဝင်ဖြစ်တယ်မိဘလို့တဲ့သူကစစ်ဘေးဆောင်ဖြစ်နေတယ်အဲ့လိုပုံစံမျိုးကလုံးဝတပီနယ်လုံးနေပါပဲတပီနယ်လုံးလို့ပဲပြောလို့ရတယ်ပေါ့နော်အကုန်လုံးကစစ်ဘေးဆောင်ရတဲ့အနေထားဒါပေမဲ့အဲ့မှာလေးစားစရာကောင်းတာတစ်ခုတွေ့တယ် ကျွန်တော်အန်ဒီတယောက်နဲ့တွေ့ရပါတော့အန်ဒီတယောက်နဲ့တွေ့ရချိန်မှာအဲ့အန်ဒီကဘာလုပ်နေလဲဆိုတော့ဒီရှေ့တန်းကြကြပါတော့တိုက်ပွဲဖြစ်နေတဲ့ရှေ့တန်းကြကြနေရာရဲ့နောက်နားလေးမှာနေပြီးတော့ဒီတိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေအတွက်ကိုလုံးဝတမင်းချက်ပြုတ်ပြီးတော့ကျွေးမွေးတာပါတော့အဲ့တောင်ဝင်ကို तू ကယူပေးထားတာ तू ကဘလောက်ဘလောက်ထိ तू ဘွားဟိုပေါ့နော်ခယူနာတက်เสียကောင်းလဲဆိုတော့သူ့ရဲ့တမီးလေး၁၄နှစ်ရွယ်တမီးလေးကဒါစစ်ကောင်စီကပုံကျဲတဲ့ချိန်မှာပါသွားတာ အရင်သူထိခိုက်ခံစားရတယ်ဗောနော်ထိခိုက်ခံစားရတယ်သူမှယောက်ျားသားမရှိဘူးသားသမီးတော့ရှိတယ်ဒါပေမဲ့ခုနလိုငငယ်ရွယ်လေးဗောနော်ဒါတော့မှပဲအဲ့အန်တီကလုံးဝလုံးဝဘေးလွတ်ရာကိုဒါဘေးလွတ်ရာဆိုတာလည်းကင်းဒီမှာမရှိပါဘူးဒါပေမဲ့တခြားဗောနော်လုံးဝဒါချစ်မြေပြင်ကနေကင်းလွတ်တဲ့နေရာမျိုးတော့မသွားဘဲနဲ့ဒီတက်ဖွဲ့တွေကောင်းကောင်းမွန်တိုက်ပွဲဝင်နိုင်ဖို့အတွက်ကိုသူကအနောက်ကနေသူတို့တက်နိုင်တာလှုပ်ပေးနေတာဗောနော်အဲ့လိုပုံစံမျိုးတွေကျွန်တော်တွေ့ရတယ်အဲတကယ်ကိုလေးစားစရာကောင်းသလိုဗောနော်အဲတကယ်ပြည်သူတွေရဲ့နောက်ကထောက်ခံမှုကဘယ်လောက်ထိ ကြီးမားတယ်လဲဆိုတဲ့ဟာမျိုးတွေလည်းကျွန်တော်တွေ့ခဲ့ရတယ်ပေါ့နော်နောက်တစ်ခုကဘာဖြစ်လာနိုင်လဲဆိုတော့မင်းအွန်လိုင်းအခုလိုမျိုးပေါ့နော်မင်းအွန်လိုင်းအခုလိုမျိုးပြည်သူပေါ်မှာရက်ဆက်တာတွေဘုံကျတာတွေတိုက်ခိုက်တာတွေတက်ဖြတ်တာတွေအဲ့လိုမျိုးရဲရဲဆက်ဆက်လုံရက်တွေလုံးလို့ပဲဒါလူတို့ကပြက်ပြက်တားတားကိုပဲတော်လိုင်းတက်ဖွဲ့တွေကိုထောက်ခံလိမ့်မယ်ပေါ့နော်အဲဒီနေရာတွေကိုဘုံကျတိုက်ခိုက်လိုက်လို့ဒီလိုမျိုးဒါမင်းအွန်လိုင်းကိုတိုက်ခိုက်နေတဲ့လုံရက်တွေကရော့သွားမလားဆိုတဲ့ဟာမျိုးသူ့အတွင်းနဲ့သူလုံးလိမ့်မယ်ဒါပေမဲ့အဲ့လိုလုံးလိုက်ခြင်းအဖြစ်မဲ့တော်လိုင်းတက်ဖွဲ့တွေကိုပို့ပြီးတော့ထောက်ခံလိမ့်မယ်ဘာလို့လဲဆိုစိတ်နာမှာ စိတ်နာပြီးတော့အခုဒါတပီနယ်လုံးပေါ့နော်ဂီနီမှာဆိုရင်အဲ့လိုမျိုးထောက်ခံနေရမျိုးရှိအခြားနေရာဒေသမှာလည်းအဲ့လိုမျိုးပုံစံမျိုးဖြစ်သွားတယ်အညာဘက်မှာဆိုလည်းဒါကျွန်တော်ကြည့်ကြည့်ပေါ့နော်အညာမှာရွာလုံးကျွမီးရှို့ပလိုက်တယ်တရွာလုံးပြည်သေးဖြစ်သွားတယ်ဒါဒီကောင်းနေလုံးဝပြန်ခံစားရမယ့်အရာပေါ့နော်အဲ့တော့တပ်ဖွဲ့တွေဘက်ကဒီတော်လန်ပြည်သူတွေဘက်ကတော်လန်ရေးတပ်ဖွဲ့တွေဘက်ကမပြေစုံသေးလို့ဒါဒီကောင်းနေအခုလိုမျိုးတဆုပ်ရှင်နေရပေါ့နော်တကယ်သာပြေစုံမီဟေးဆိုတဲ့အခါကျရင်ခုနလိုရှေ့မှာသူတို့လှုပ်ခဲ့တဲ့လှုပ်ရက်တွေကိုပြန်ပြီးတော့ ဒါလက်စားချေနိုင်ဖို့အတွက်အခွင့်အရေးစောင့်နေတဲ့တပ်ဖွဲ့တွေကအများကြီးရှိတကယ်လည်းမြေပြင်မှာတကယ်လုံးနေတာပေါ့နော်အဲဒါကြတော့ဒီကောင်းနေပို့ပြီးတော့ခန်းစားရမယ်အချင်းတွေလောင်းမှာပါပေါ့နော်အဲဒါကြတော့ဒါစစ်ကောင်စီကတော့အခုရက်ထဲမှာသူတို့လုံနေတဲ့ရဲစက်စက်လုံရက်တွေကိုပဲသူတို့ဇက်တိုက်လုံတယ်အဲအဲ့လိုပဲဒါတပ်ဖွဲ့တွေအပေါ်မှာမှမဟုတ်ဘဲနဲ့ဒေသခံပြည်သူတွေအပေါ်မှာပါလုံးဝရန်သူလိုသဘောထားပြီးတော့နေတဲ့မြတ်တပ်ဖြတ်နေရမျိုးတွေဘုံကျဲနေရမျိုးတွေရှိရပေါ့နော်ဒါကတော့ဒါစစ်ကောင်စီကဒါဆိုတာကိုအားလုံးကသိပြီးသားအမြင်မြင်မှာလည်းအဲ့လိုပဲသူလည်းတပ်ဖွဲ့တွေဘက်ကနေပြီးတော့ စစ်ကောင်စီကိုတိုက်ခိုက်နိုင်မှုအတွက်ကိုကြေကွေကြင်းနဲ့ကြိုးစားနေကြရရှိတယ်။အဲဒီတပ်ဖွဲ့တွေကလုံးဝအသက်ပေးဖို့ဝင်မလေးသလိုအဲဒီနေရာတွေကိုပြန်ရပြီးမှပဲသူတို့လွတ်မြောက်မယ်။ဒီတနိုင်ငံလုံးလွတ်မြောက်ပြီးမှပဲသူတို့အေးအေးနေရမယ်ဆိုတဲ့စိတ်မျိုးနဲ့ချတယ်ပေါ့နော်။အဲတော့သူတို့လုံနေတဲ့ဟာကအားလုံးတက်ပါတယ်။အဲတော့ကျွန်တော်တို့အားလုံးကလည်းသူတို့လုံနေတဲ့အလုပ်တွေမှာပြန်ပြီးတော့ဒါကောင်းဆုံးဖြစ်အောင်ထောက်ပံ့ပေးမယ်၊ကူညီပေးကြမယ်ဆိုရင်ကျွန်တော်တို့တရားပတ်အောင်မြင်မယ်ဆိုတာကိုပြောချင်ပါတယ်။အခက်ခဲဆိုတာတော့ရှိမှာပဲပေါ့နော်။အဲ့အခက်ခဲကိုကျွန်တော်တို့ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ။ ဘယ်လိုမျိုးလက်တွဲညီညီကြော်ထွားကြမလဲဆိုတဲ့ဟာကပဲအရေးကြီးတယ်လို့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်